ောင်ကြည်ကြည်ပြူလက်ခံနေရနေရပါဖြစ်နေရအေးဘယ်အချိန်မှဘာလို့မဆိုငါသိတယ်သူတော့အခက်နဲ့ပြန်ဖို့ရှိတယ်တန်ဖိုးရှိရဆိုလို့ရှိရင်တော့ကျမလက်ခံဖြစ်တယ်။ဟိုဟာဟိုဟာပေါ့ဟိုကျမရေးရတယ်အခုဆိုလို့ရှိရင်ကျမမီးမကောင်းလေးမကောင်းလေးပေါ့နော်။အဲ့လိုဆိုတဲ့ခါကျတော့ကိုပေးရတဲ့ကိုလုပ်ရတဲ့အချိန်နဲ့တန်တဲ့ကားလေးလည်းဖြစ်ချင်တယ်ပေါ့ရှင်။အဲ့ဒါဆိုတဲ့ခါကျတော့ကျမစိတ်ဘာပဲဖြစ်ရင်ရိုက် ခန်းထဲတွေမှာသူကကြတော့အပူဇက်ကောင်ကြိုက်တာရှိတယ်လေအဲအေးဇက်ကောင်ကြိုက်တာရှိရဲဆိုတော့အာကျမပြိသက်တွေကအေးတဲ့ရင်မိပိုင်းကိုသဘောကျခြင်းမကျခြင်းပဲပြီးတော့အားလို့အားမရဖြစ်နေတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရှင်ဒါပေမဲ့ကျမတို့ရင်မိပိုင်းဖြစ်အောင်လို့ကြိုးစားထားပါအဲ့ဒါဒီကနေ့ဒီကနေ့မှာတော့ character တွေနဲ့ပြဿနာတွေ့ရမှာဖြစ်ပါတယ် ွန်ပျူတာလည်းဖြစ်တယ်ပေါ့အက်စီဒန့်ကြောင့်ဒုက္ခဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမတွေနဲ့ဒီမတွေအမွေလူကြတဲ့ဈာထဲမှာကျမလည်းဒီပိုင်ကေဟာကြီးမှာအာရှင်မေပိုင်ဆွနေရအမွေတပုံပါတာပေါ့ဒီမတွေကလည်းအဲကျမရဲ့အမွေကိုလိုချင်တယ်ပေါ့ရှင်အဲ့လိုဆိုတဲ့အခါကျတော့အာကျမဒီမတွေဈာထဲမှာဖြစ်မယ်အာပြည့်ရခါကြအပူနဲ့ဖြစ်မယ်ပေါ့နော်အဲ့လိုပြိပက္ခလေးတွေပေါ့ဟုတ်ကဲ့လာပါအာဖတ်တရားကတော့လေဟိုဟိုဟာလေအများကြီးပါပဲ ဟိုဟာဥမာခုနကကျွန်တော်ဟိုမှာလည်းပြောခဲ့ပါတယ်စင်ပေါ်မှာလည်းလေအာဒရိုက်တာနဲ့ကတော့ဖတ်တရပုံများသူကတော့အကူကတရုတ်ဆောင်ကိုမင်းဦးကသဘောကောက်နေဒရိုက်တာကိုမင်းဦးကစုတယ်ပလတ်တာစုခံရရလဲအာကျမတို့အဲ့စုခံရတဲ့အထဲမှာတော့အဲ့လိုမျိုးတော့မပါဘူးသူများတွေကြည်နေကိုယ့်ကိုသတိဆွဲထားရတယ်ကိုကအဲ့လိုမျိုးစုခံရကိုကကြတော့ဝင်းနေတဲ့ကျမကဝင်းနေတဲ့ဝင်းနေတဲ့အခါကျတော့လေအဲ့လိုမျိုးစုလိုက်လို့ရှိရင်စိတ်ကလေစိတ်မကောင်းနေဖြစ်ရတယ်အဲ့လိုဆိုလေ ပြစ်ဆွဲတာလေစုမခမ်းအောင်နေတယ်။တမီးကလည်းဒီအဖြစ်ပြက်ကိုသင်္ကန်းစာယူပြီးတော့နောက်ထပ်မကောင်းတာတွေမလုံးမိစေနဲ့ပေါ့ကွယ်။ဖားလေ။အန်နမီကအခုမှအချုပ်ခန်းကြီးကလွတ်လာတဲ့တမီးကိုလာစုနေရတာ။ထူးထူးခြားခြားကြီးပေါ့။ထူးထူးခြားခြားကြီးချွန်ထွက်နေတဲ့ character လည်းမဟုတ်ပါဘူး။ပြီးတော့အဲကြောင့်ထူးထူးခြားခြားကြီးလှုပ်ပြရတဲ့အာအဲတေးဥဆောင်မှုတွေလည်းကျွန်မမပါဘူးပေါ့။ပုံမှန်ပဲ။ကျွန်မဒီမဟာ မဟာ series မှာဆိုလို့ရှိရင်ကျွန်မ16လကြာတယ်ရင်သွေးနဲ့ဒီသစ္စာပစ္စည်းစီမှာကျွန်တော်ကြားထဲမှာ16လကြာတယ်ရင်သွေးကတော့အလုံးပြည့်တဲ့အတိုင်းပဲ character ဒီအခုအလုံးအခက်ပေါ့နော်ဒီမှာကကြတော့အငိမ့်အေးအဲ့အေးရဲ့အငြိမ်တွေကမှဒုက္ခိတဖြစ်နေရဲဆိုတော့ပို့ပြီးတော့ဆိုသွားတာပေါ့နော်အဲတအားငြိမ်ရတယ်ဆိုတော့တဘောကျွန်မပြောချင်တာအဲကျွန်မ character တစ်ခုနဲ့တစ်ခုကတော့အာတော်တော်ပွဲနေတယ် လက်ပွားနဲ့လက်ပမိုးလို့ဖြစ်နေရှင်အဲ့လိုဆိုတဲ့ခါကျတော့ကျမထင်တယ်ဒီရဲ့ပြိသက်ကဒီရောက်ကြည့်ပြီးရင်ပေပိုင်းကိုသဘောကျချင်မှကြားလိမ့်မယ်လို့ကျမထင်တယ်ဟောတော့ကျမဟိုပြောချင်တဲ့သဘောကတော့တချို့ကျတော့အပူဇက်ကောင်ကြိုက်တာရှိတယ်အဲအေး ဇက်ကောင်ကိုကြိုက်တာရှိရဆိုတော့အာကျွန်မပြိသက်တွေကအေးရဲ့ရင်မိပိုင်းကိုသဘောကျခြင်းမကျခြင်းနဲ့ပြီးတော့အားလို့အားမရဖြစ်နေတယ်ဖြစ်ကောင်းဖြစ်နိုင်ရပေါ့ရှင်ဒါပေမဲ့ကျွန်မတို့ရင်မိပိုင်းဖြစ်အောင်လို့ကြိုးစားထားပါတယ်ဟောအောင်ကြည်ကြည်ပြူလက်ခံနေရနေရမှာဖြစ်နေရအေးဘယ်အချိန်မှပါတော့မဆက်ငါသိတယ်သူကအခက်နဲ့ပြန်ဖို့ကျွန်မတို့အနေနဲ့တော့ဒီမိကောင်ကကျွန်မတို့အားမရောက်သလိုဖြစ်ပါတယ်ဒါပေမဲ့ကျွန်မသဘောကျတယ်အဲ့ဟိုဟာပေါ့အော်ကျွန်မ ထိပ်ပိုင်းမှာတော့ကာဂျီကဧပြီလမှာကျွန်မဧပြီဆက်ခွန်မှာတင်ခဲ့တယ်ပေါ့နော်ဒါအမွေဆိုင်ဇနီးများကျွန်မတင်ခဲ့တယ်ရုပ်ရှင်ကာဂျီအနေနဲ့ကျွန်မပြောတာပေါ့နော်ပြီးရဲ့ခါကျတော့ဟောကျွန်မတို့ဒီနောက်ဝင်တယ်တင်တယ်ပေါ့ပြီးလို့ရှင်ရာသက်ပံငါးကောင်မလေးတင်ပြီးလိပ်ပြဖွဲ့တယ်ဒါလေးပေါ့ဆိုတော့ service အနေနဲ့ကတော့မဟာမှာတော့ဒါပမာဆုံးပြန်ပြတာပြန်ပြီးတော့ပြန်တွေ့ပေါ့နော်ဆိုတော့ခါကျတော့ဟိုရိုက်ထားရရောသူကလည်းသူ ူကဖြစ်ပါတယ်လွှင့်တဲ့အခါမှာတော့အလုံးတိုက်ပြီးတော့ပြုံသွားတဲ့သဘောပါဟိုကျမကျမကြီးကလည်းအများကြီးမကောင်းတဲ့ခါကြတော့ဟိုတအားကြီးရိုက်နေတာမျိုးကမရှိဘူးရှင်အဲဒါနဲ့လွှင့်တဲ့အခါရုံတင်တဲ့အခါတွေမှာအဲ့လိုမျိုးကြိုက်သွားတာပဲပေါ့အာကျမကဟိုဇက်တစ်ခုရတဲ့အခါမှာကျမပြောပါရယ်နော် constant value ဖြစ်ဖြစ် constant value ဖြစ်ဖြစ်ပေါ့နော်ကျမတို့အတိတ်ပဲရှိရတန်ဖိုးရှိရဆိုလို့ရှိရင်တော့ကျမလက်ခံဖြစ်တယ် ဟိုဟာဟိုဟာပေါ့ဟိုကျမကြီးရတယ်အခုဆိုလို့ရှိရင်ကျမကနေမကောင်းနေမကောင်းနေပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့ကိုပေးရတဲ့ကိုလုပ်ရတဲ့အချိန်နဲ့တန်တဲ့ကားလေးလည်းဖြစ်ချင်တယ်ပေါ့ရှင်အဲ့ဆိုတဲ့ခါကျတော့ကျမစိုက်ပြီးဒါပဲဖြစ်ရိုက်ခန်းနေရများတယ်အဲ့လိုမျိုးမရှိဘူးရှင်အဲ့လိုရွေးချယ်မှုကတော့ရိုးရိုးပါပဲကျမစိုက်လို့ရှိရင်ကျမရိုက်တယ်ပေါ့ရှင်ကျမတို့ဒီသစ္စာပြစီရင်စီဆိုတဲ့စီးရီးတွဲလေးอ่ะမြန်မာက ြည့်ရပြိသက်တွေရောပေါ့နော်ရုပ်ရှင်ကြည့်ရသူတွေအားလုံးရောပေါ့ကြည့်လိုက်တာနဲ့ဇက်ကိုခတ်မှန်းမိရရှိဒီရဲ့ဟိုပါပေါ့အမွေလုကြတယ်ဆိုရဲဟာခတ်မှန်းမိအပိုင်းတစ်ဖဲကြည့်ကြည့်ပီဇာပဲကြည့်ကြည့်ထွေးလာပဲကြည့်ကြည့်ဒါတော့အမွေလုကြတယ်ဆိုပြီးတော့ခတ်မှန်းမိတယ်အဲဒါပေမဲ့အဲ့လောက်ထိရိုးရှင်းမနေပါဘူးဒီ series ကလေရိုးရှင်းမနေပါဘူးအဲ့အပွေအကောက်လေးတွေရှိတယ်အလှည့်အပြောင်းလေးတွေရှိပါတယ်အဲ့ခါကျတော့စောက်ပြီးတော့ကြည့်ပေးကြပါပေးရတဲ့ကျွန်မပြောပါတယ်ပေးရတဲ့အချိန်နဲ့တန်တဲ့ series ဖြစ်မှာပါပေါ့နော်